ဒီမီဒီယာများမေးမြန်းနေတဲ့ TNL ကတင်လိုက်တဲ့အဲတရုတ်ကြက်ချီနီရင်တန်းပြစ်ခတ်မှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြပါမယ်။ကျွန်တော်နိုင်ငံမှာနိုင်ငံတကာအကူအညီများလက်ခံပြီးတော့ငင်းငင်းနာနဲ့ပတ်သက်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေထောက်ပံ့ရေးပစ္စည်းလက်ခံတဲ့လုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်။အဲဒီနေရာမှာသက်ဆိုင်ရာတန်ယုံစစ်တန်ယုံတွေကနေတဆင့်ဆက်သွယ်ပြီးမှကျွန်တော်တို့ ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။အားလုံးကလည်းဒီလိုပဲဆက်သွယ်ဆောင်ရွက်နေကြဖြစ်ပါတယ်။အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့ဒီမြန်မာနိုင်ငံကိုရောတပ်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုကျွန်တို့အကြောင်းကြားထားခြင်း မရှိဘူးဆိုတာတော့ပထမဦးစွာကျွန်တို့သိရပါတယ်။ဖြစ်စဉ်အနေနဲ့ကတော့ကျွန်တို့ဖြစ်စဉ်နေရာ ဖြစ်စဉ်နေရာလဲနောင်ချိုမြို့နယ်အုံမတီရွာအနီးမှာဖြစ်ခဲ့တာဖြစ်တယ်။အဲ့ဒီနေရာမှာလဲ ဒီတမတော်နဲ့ TNL အကြမ်းဖက်တောင်းချမ်းသူတွေနဲ့ဒါထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာတွေကိုကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်တွေ့ရှိနိုင်ပါတယ်ဒီဖြစ်စဉ်မှာဧပြီလ10ရက်နေ့ည9:00နာရီခွဲလောက်မှာဒါနောက်ချိုဘက်ကနေပြီးရင်တန်းပေါ့ကိုစင်းလောက်ပါတယ်လို့ပြောပါတယ်လာတာကိုတွေ့ရပါတယ်အုံဒီယာနာမှာကျွန်တော်တို့အဲတမတော်လုံချုံရေးအဖွဲ့ရှိပါတယ်တမတော်လုံချုံရေးအဖွဲ့ အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်တားဆီးလို့မရပါဘူးဒါမီတာ100လောက်မီတာ200လောက်အကွာကတည်းကမီးထိုးပြီးတားဆီးတယ်တားဆီးလို့မရဘူးမီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးဘော်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြံပြင်းသိရပါတယ်ဒီနေရာမှာကျွန်တော်ပြောလို့တာကဟာ ဒီဖြစ်စဉ်မတိုင်ဘောပေါ့နော်ဒီဖြစ်စဉ်မတိုင်မှာလဲအဲ့ကုံလန်းကနေပြီးဝင်လာတဲ့တရုတ်နိုင်ငံကကူညီကယ်ဆယ်ရေးအဖွဲ့ရှိပါတယ် Blue Sky ကူညီကယ်ဆယ်ရေးအသင်းဖြစ်ပါတယ်အဲဒီအသင်းကနိုင်ငံတကာမှာလဲလိုက်ပြီးကူညီနေတဲ့အသင်းဖြစ်ပါတယ်အဲ့ Blue Sky ကူညီကယ်ဆယ်ရေးတရုတ်နိုင်ငံအဖွဲ့အားမက်စလ31ရက်နေ့မှာကျွန်တော်တို့ထွက်ခွာလာပြီးတော့မက်စလ31ရက်နေ့ည စယ်နာရီခွဲလောက်မှာကျွန်တော်တို့ဝက်ဝင်ဂိတ်ကိုရောက်ရှိခဲ့တယ်16မိုင်ဂိတ်ကိုည17နာရီမှာရောက်ရှိခဲ့ပါတယ်မန္တလေးကိုတော့ဒါဧပြီလ1ရက်နေ့မနေ့ပိုင်းမှာကျွန်တော်တို့မနေ့တနာရီမထိုးခင်မှာရောက်ရှိခဲ့ပါတယ်အဲ့ဒီအဖွဲကိုကျွန်တော်တို့လုံခြုံရေးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒါလမ်းတစ်လျှောက်ဆောင်ရွက်ပြီးတော့ကျွန်တော်မန္တလေးထိအန်ရဲကင်းစွာရောက်ရှိပြီးမန္တလေးမှာကျွန်တော်တို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်ဆိုလိုတာကနိုင်ငံတကာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒါအသိပေးရတဲ့အကြောင်းကြားရတာလေကျွန်တော်လူမြန်မာနိုင်ငံမှာခုချိန်မှာဒါကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆောင်ရွက်နေရတဲ့အပြင်တောင်းကျမ်းမှုအန္တရာယ်လည်းရှိပါသေးတယ်အဒီပေါ်မှာနိုင်ငံရေးအမြတ်ထုတ်လို့တဲ့အဖွဲ့အစည်းတွေလည်းရှိပါသေးတယ်ဒါတွေကိုကျွန်တော်တို့ ချိန်ဆပြီးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့တမတော်အနေနဲ့ရောတာဝန်ရှိသူများအနေနဲ့ရောဒါစုံစမ်းနေပါတယ်ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့ဒါမင်းမြန်းနေပါတယ်တချို့ပုံတွေမှာတက်လာတူလာလို့လို့မယ်ဒီကားတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံကကားတွေပါပဲမြန်မာနိုင်ငံနံပါတ်တင်တဲ့ကားတွေပဲဖြစ်တာ哦ဒီတရုတ်ကျက်စိန်ကြီးအသင်းဆိုတော့ပြောပါတယ်မြန်မာနိုင်ငံက ကုံကားတွေနဲ့ပဲဖြစ်ပေါ်လာရှိပါတယ်။ဒါပဲပြောပြောမြန်မာနိုင်ငံခုလိုအခက်အခဲကြုံတွေ့နေရတဲ့နေရတဲ့အချိန်မှာကူညီကယ်ဆယ်ပေးတဲ့စာနာထောက်ထားပေးတဲ့ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းများနိုင်ငံများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ကြိုတင်အကြောင်းကြားခြင်းဤနိုင်ခြင်းများ လုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကိုတော့ဆောင်ရွက်ပေးကြဖို့မြစ်တာရက်ခံလိုပါတယ်။ကျွန်တော်နိုင်ငံမှာဒါခုချိန်ထိ တရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုအင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်တရုတ်ဟောင်ကောင်စတဲ့နိုင်ငံ15နိုင်ငံကလေချောင်းကနေကူညီထောက်ပံ့မှု လေ53စီးရောက်ရှိပြီးဖြစ်ပါတယ်ကယ်ဆေးရေးဝန်ထမ်းပေါင်း1519ဦးရောက်ရှိပြီးမြန်မာနိုင်ငံမှာကယ်ဆေးလုပ်ငန်းများဆောင်ရွက်နေပါတယ်ထောက်ပံ့ရေးပစ္စည်းတန်ချိန်354တန်ကျော်ကယ်ဆေးရေးပစ္စည်းတန်ချိန်၄၉၅တန်းသောရောက်ရှိပြီး ဖြစ်ပါတယ်။ကုန်လမ်းရေလမ်းဝင်ရောက်နေမှုနဲ့တရုတ် နိုင်ငံကခုနကျွန်တော်ပြောခဲ့တဲ့ Blue Sky ကူညီကယ်ဆယ်ရေးအဖွဲ့အားကား၆စင်းနဲ့မန္တလေးကိုမနေ့ကမနေ့တနားီမထိုးခင်မှာရောက်ရှိပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လေရှိပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ရေချောင်းကနေတမောနှစင်းဆေးလုပ်ပြီးထောက်ပံ့ပေးစီများဆောင်ရွက်လေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးပြည်ပြမီဒီယာတွေနိုင်ငံရေးအမျက်ထုတ်လို့တဲ့အဖွဲ့အစည်းတွေရဲ့ ကောလာဟာလသတင်းထုတ်လွှင့်ချက်တွေကိုအထူးဂရုစိုက်ဖို့လဲကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့သဘာဝဘေးဒဏ်ကိုအစိုးရပြည်သူလူမှုအဖွဲ့အစည်းတွေနိုင်ငံတကာအကူအညီတွေနဲ့အကောင်ဆုံးဖြစ်အောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်